။နောက်ပြန်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆုံးရမူလေးဝဒအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္ဂနွေနေ့လေးမှာပြင်ထွက်အားယူဖို့စီစဉ်ရှိတဲ့သူတွေအတွက်တော့ထီတလက်တော့ဆောင်သွားဖို့လိုအပ်မဲ့အကြောင်းနဲ့မိုးရသည်ကိုတရဝင်းနှုတ်ဆက်ရတော့မယ်။နောက်ဆုံးရမူလေးဝဒအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြခဲ့တဲ့ရက်တွေကအပြင်းခဲ့တဲ့တိုက်ဖုန်မုန်တိုင်းကေမီဂီကိုတိုင်းကတော့ထိုင်းနိုင်ငံထင်းမှာပဲပြည့်ပြည့်သွားခဲ့ပါပြီ။ဒါပေမဲ့အကျဉ်းကျန်တိန်တိုင်းအုပ်ကြီးကတော့ ဒီကနေ့ကနေစပြီးမြန်မာနိုင်ငံရဲ့အရှေ့ပိုင်းတောက်ပိုင်းနဲ့အလဲပိုင်းဒေသတချို့ကိုဝင်ရောက်လာတော့မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရှေ့ဘက်ဖိလစ်ပိုင်ပင်လယ်မှာနောက်ထပ်တိုင်ဖုန်မုန်တိုင်းဖန်အောင်တစ်ခုဖြစ်ပေါ်နေပြီမဲ့သူကတော့ထိုင်ဝမ်ကျွန်းဘက်ကိုပဲဥတီသွားမှာဖြစ်လို့မြန်မာနိုင်ငံအတွက်စိုးရိမ်စရာမရှိပါဘူးရှင်။နောက်ကျတဲ့တင်းကုန်နေအတွက်အသေးစိတ်ခံမှန်းချက်တွေကိုကြည့်လိုက်ကြရအောင်ပါ။အဓိကသတိပြုရမှာကတော့မုန်တိုင်းအကျဉ်းကျန့်တွေရဲ့ဓာတ်ရိုက်တက်ရောက်မှုကိုခံရနိုင်တဲ့ဒေသတွေပါပဲ။ ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နေပြည်တော်ပဲခူးတိုင်းရှေ့ချမ်းနဲ့မွန်တို့မှာနေရာနှံ့ပြမှုရနိုင်ပြီးနေရာကွက်ပြမှုသေးထနိုင်ပါရဲ့ရှင်။ရှမ်းပြည်မြောက်ပိုင်းအေယာဝတီတိုင်းရန်ကုန်တိုင်းနဲ့ကရင်တို့မှာတော့နေရာစစ်စစ်မှုရနိုင်ပါတယ်။အထူးသတိပေးလိုတာကတော့ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းအစက်ကမြို့နယ်တွေဖြစ်တဲ့လှဲကူ၊ဓာပိန်၊ကဝါ၊ခရမ်၊သုံးခွ၊ကြောက်တကမြောက်လေးပြည်လိုနေရာတွေမှာရုတ်တရက်မိုးအလွန်သေးထန်းနေနိုင်တာကြောင့်အဲ့ဒီဒေသတွေကိုသွားရောက်မဲ့သူတွေအနေနဲ့အထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ ပင်လယ်ပြင်အတွက်ကတော့လေပြင်းနှင်းငယ်ဆက်လက်တိုက်ခတ်နိုင်ပြီးလှိုင်းအမျိုးခုနှစ်ပေကနေ၉ပေထိရှိနိုင်တာကြောင့်ပင်လယ်ခရီးသွားမဲ့သူတွေနဲ့ရေလုတ်သားတွေအနေနဲ့သတိပြုသွားလာကြဖို့လိုအပ်နေဆဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးအနေနဲ့သတင်းကောင်းလေးလေးပါချင်ပါတယ်။ဒီမိုးတွေဟာကြာရှည်ရွာသုံးတော့မှမဟုတ်ပါဘူး။လာမယ့်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့နောက်ပိုင်းမှာတော့တနိုင်ငံလုံးတိုက်တာနဲ့မိုးရသုံးမှုတွေတိတိကျကျရန်တက်သွားပြီးဆောင်းရည်ဒီကိုပြ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 ခန်းစားရတော့မှာဖြစ်ပါရဲ့။ ဒီသတင်းပတ်ကောက်ရက်တွေဟာမိုးနောက်ကလာရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နိုင်တာကြောင့်ရာသီအကူပြောင်းမှာကျမရေကြီးဆိုင်ကြဖို့တိုက်တွန်းရင်းဒီနေ့တော့မိုးလေဝသသတင်းကိုဒီမှာပဲဆုံးသက်လိုက်ပါရစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆက်ရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တာရက်ခံလိုပါရဲ့ရှင်။